န်းတွေထဲမှာလူသားတွေတည်တာကတော့အချိန်ကြာကြီးပွင့်ကြတဲ့ပန်းတွေပဲတည်ကြပါတယ်။အခုပြောပြပေးမယ် Queen of the Night လို့ခေါ်တဲ့ဘီယမပန်းကတော့တညတာပဲပွင့်တာဖြစ်ပါတယ်။အဲဒီအကြောင်းစီဝင်စားဖွဲ့ပြောပြပေးတော့ဖြစ်ပါတယ်။ Queen of the Night လို့လူသိများတဲ့ထူးခြားတဲ့ပန်းပွင့်ကတော့ရှားဆောင်ပင်မျိုးရင်းထဲမှာအပီဖိုက်မျိုးစားဖြစ်ပြီးတော့အပင်တပင်ပေါ်မှာတွေ့ကပ်ပေါက်ပြီးတော့မှအခြားပင်တွေကိုအန်ဒီမပေးပဲနဲ့မူရီလေနဲ့အခြားမုံမော်ရီရာနီအဟာရရိုက်ရတဲ့ပင်တမျိုးပဲဖြစ်ပါတယ် ဝင်းဒေတာမှာဘဟုအမေရိကန်နဲ့တောင်အမေရိကတိုင်းရဲ့အပူပိုင်းတက်တော်ရီဖြစ်ပြီးတော့တို့ရဲ့ပွင့်ချက်တွေကကြီးမားလာပါပြီးတော့ဂျာပန်နဲ့ဆင်တူပြီးတော့အဖြူရောင်ဆက်ဆက်အယောင်ဖြစ်ပါတယ်ပွင့်ချက်တွေက12လက်မှာ30စင်တီမီတာအထိကျယ်ဝန်းနိုင်တော့ကြောင်းအလွန်တရာခမ်းနားထည့်ပါတဲ့မြင်ကွင်းတွေကိုပေးဆပ်နိုင်ပါတယ်ဒီပန်းတွေရဲ့အထူးခြားဆုံးအချက်ကတော့တို့ပွင့်တဲ့အချိန်ဇာတ်ရည်ဖြစ်ပါတယ်ဒီပင်တွေကတစ်နှစ်မှတစ်ချိန်ဒါမှမဟုတ်နှစ်ချိန်ခန့်ပွင့်ပြီးတော့ ညနေခင်းနေဝင်ချိန်မှသာစတင်ပွင့်ဖူးလာတာဖြစ်ပါတယ်။ပန်းဖူးတွေကည၈နာရီဝန်းကျင်မှာစတင်ပွင့်လာပြီးတော့ညတကောင်ရင်ည၁၂နာရီမှ၃နာရီဝန်းကျင်မှာအလဆုံးနဲ့အပြည့်အဝပွင့်လာပါတယ်။အဲ့ဒါပြည့်တဲ့နောက်မှာတော့မနက်မိုးမနှင်းမီနေအောင်ချင်းနဲ့အတူပြန်လဲနှွမ်းဤသွားပါတယ်။ဒါကြောင့်တညတာတာရှင်တန်နိုင်တဲ့တတန်တို့ပန်းဖြစ်တဲ့အတွက်ညဖက်ပြင်မှာ Queen of the Night လို့ခေါ်ရအမီအိုရရှိခဲ့ခြင်းဖြစ်ပါတယ်။သူတို့ရဲ့တူတောင်တဲ့ပွင့်ချိန်ဟာသူတို့ရဲ့အလောက်ပိုးရဲ့တန်ဖိုးရှိစီပါတယ်။ ညာဖက်မှာပွင့်ရတဲ့ရည်ရွယ်ချက်ကသူတို့ရဲ့ဝုံမုံကိုစနစ်ကြောင့်ဖြစ်ပါတယ်။ပန်ပွင့်ပွင့်လန်းနေတဲ့အချိန်မှာအလွန်ပြင်းထန်တဲ့မွေးကြိုင်တဲ့ရဲ့နံ့ကိုထုတ်လုပ်ပါတယ်။ဒီမွေးရဲ့နံ့မှာပန်ဇာအကူဟောစတဲ့ဓာတ်ပစ္စည်းအများဆုံးပါဝင်ပြီးတော့တက်တော်ရဲ့ညာဖက်လှူရှာတော်လာတဲ့တက်တော်တွေကိုဆွဲဆောင်ရမှာဖြစ်ပါတယ်။တဘာဝပတ်ဝန်းကျင်မှာဒီရဲ့ပန်တွေကညဖက်ပြန်တန်းတဲ့လင်းတို့တွေဒါမှမဟုတ်ညပိုးလိုခေါ်တဲ့ moss တွေကိုဝုံမုံကူပေးလို့ရှိပါတယ်။ ဒီ band တွေက self sterile လို့ခေါ်တယ်ကိုဝမုံနဲ့ကိုအတိမတိနိုင်တာဖြစ်တော့ကြောင်းအတိတိရန်အတွက်အခြားပင်တွေရဲ့ band ကနေဝမုံကူပေးဖို့လိုအပ်ပါတယ်သူရဲ့ဝမုံကူတာအောင်မြင်ပြီးတော့ရဲ့အချိန်မှာတော့ခရင်ရောင်အနီရောင် အစရှိရဲ့စားသုံးနိုင်တဲ့အတိတွေကိုဆက်လက်ပြီးတော့သွားတီးပေးပါတယ် queen of the night band ချောင်းရံလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်နောက်ထပ်လဲစိတ်ဝင်စားစရာအကြောင်းအရာများကိုရှာဖွေတင်ဆက်ပေးတော့မှဖြစ်လို့ channel လေးကို like and subscribe လုပ်ထားနိုင်ပါတယ်။ကျေးဇူးနာဆင်ပြည့်တဲ့တွေအားလုံးနဲ့ကျေးဇူးတင်ပါတယ်။